လွန်ခဲ့တဲ့ပိုင်းမှန်တော့သခင်နဲ့အားလုံးပေါင်းပြီးသေရင်ရှင်ရင်သခင်မကိုစိတ်ခေါ်ခဲ့တယ်ပြီးတာနဲ့စစ်တပ်တွေအားလုံးကလည်းသူတို့ရဲ့တိနီယာကိုရောက်လာကြတယ်အဲတော့ရင်ဝံကအနောက်ရှွမ်းဒေသမှာရှိတဲ့ရီမိုတွေကိုတွားပြီးတိုက်ခိုက်ဖို့စစ်တပ်ကိုပြင်ဆင်ခံလိုက်တယ်ဗီဒီယိုလေးမဆက်ခင်ကျွန်တော်လည်းအဆက်ခွိုင်းနေပြပါအားလုံးကျေးဇူးတင်ပါတယ်စစ်တပ်ကအခုဆိုရင်အနောက်ရှွမ်းဒေသကိုစစ်ချိပြီးတွားနေတယ်လမ်းမှာတော့ရီမိုအနှဲငယ်နဲ့ပြည်သူပြည်သားတွေကိုတွေ့တယ်ရီမိုတွေကပြည်သူပြည်သားတွေကိုတိုက်ခိုက်တော့စစ်တပ်ကလည်းဝင်ပြီးတော့ကောက်ွယ်ပေးတယ် ပြီးတော့ remote တွေအလုံးကိုတတ်ပြစ်တယ်။တန်ရှင်းလန်ကအမိတ်ပေးတယ်။လမ်းမသွင်းများ remote တွေအလုံးကိုတတ်ပြစ်ပြီးတော့ပြည်သူပြည်သားတွေပြောတယ်။မင်းတို့အလုံး anonymous data ကနေတန်းနိုင်တဲ့များမြန်မြန်ထွက်သွားတင်တယ်။ပြည်သူပြည်သားတွေကတော့ထွက်သွားဖို့ပြင်ဆင်တယ်။ဒါပေမဲ့အဲ့ဒီနေရာမှာတော့တချို့သောဂိုင်းအငယ်လေးတွေရှိတယ်။သူတို့ကတော့မပြန်ခြင်းဘူး။သူတို့ရဲ့ဂိုင်းနုဂိုင်းသားတွေကို remote တွေကတက်သွားတဲ့အတွက်ကြောင့်ဒီစစ်သားနဲ့အတူတူလိုက်ပြီးတော့သူတို့တွေလည်း remote တွေကိုတိုက်ခိုက်ခြင်းနဲ့ငါတို့ရဲ့ဂိုင်းသူညီကိုတွေက remote တွေရဲ့လက်ထဲမှာတည်ခဲ့တာ ငါကဘယ်ကိုသွားရမှာလဲအနောက်ရှန်ဒေတာကငါရဲ့အိမ်ပဲလေအကောက်ရဲ့ငါတို့တရားမယ်ဆိုရင်တော့ဒီနေရာမှာပဲတည်ခြင်းတယ်သူတို့ရဲ့စကားကိုကြားပြီးတော့တတ်မှုတွေကလည်းသူတို့ရဲ့နောက်ကိုလိုက်ဝင်ပြူလိုက်တယ်ရင်ဝံကလင်တုံတဲ့အသူအားလုံးကိုတတိပေးတယ်ပြီးခဲ့တဲ့လအနေငယ်အတွင်းမှာနှစ်စုပ်ချင်းတော်ကဘာလှုပ်ရှားမှုမှမရှိသေးဘူးသူတို့ကတခုခုကိုရှို့ပြီးတော့လုံနေတယ်လို့ငါထင်တယ်အဲ့ဒါကြောင့်အားလုံးပဲတတိထားကြပါမိတော်သခင်ကပြောတယ်သူတို့စပြီးမတိုက်ခိုက်ရတဲ့အကြောင်းရင်းကငါတို့ကိုကြောက်လို့ဖြစ်နိုင်တယ် ်အကူအခြေအနေကအရင်ကနဲ့မတူတော့ဘူးအကွဲအကြောင်းကြီးကိုလည်းပိတ်ထားတဲ့ဆိုတော့သူတို့ဘက်မှာစစ်ကူ remote acre ကလည်းမရှိဘူးအဲ့ဒါကြောင့်သူတို့ကငါတို့နဲ့ရှင်ရင်အားနေနေတော့မယ်တင်းချင်းရှင်ချင်းသခင်မပြောတယ်ဘလို့ပဲဖြစ်နေပါစေတတိတော့ထားတာအကောင်းဆုံးပဲငါတို့အသာစီးရနေတဲ့အကြောင်းပြချက်ကတော့ဆရာကသူ့ရဲ့ပြန်လည်မွေးဖွားခြင်းကိုစွန့်လွတ်လိုက်လို့ပဲအဲ့ဒါကြောင့်ငါတို့ကဒီတိုက်ပွဲမှာဘလို့ပဲဖြစ်ဖြစ်နိုင်ကိုနိုင်ရမယ်တန်ရှင်းလျံကပြောတယ် လက်ရှိအချိန်နဲ့တာဆက်သွားနိုင်မယ်ဆိုရင်နောက်နှစ်ရက်အတွင်းအနောက်ရွှန်ဒေသရဲ့မဟာခန္ဓာရာစီကိုငါတို့တွေရောက်လိုက်မယ်အနောက်ရွှန်ဒေသရဲ့ခန္ဓာရာဆိုတာအလွန်အမှန်ကိုကြီးမားတယ်စစ်တပ်ကတပြည်ပြည်နဲ့မဟာခန္ဓာရာထဲကိုရောက်လာပြီးအဲ့ဒီအချိန်မှာပဲတခြားတစ်ဖက်မှရှိတဲ့လူအုပ်စုတွေကတယောက်ကပြောလိုက်တယ်နောက်ဆုံးတော့သူတို့ကဒီနေရာကိုရောက်လာကြပြီပဲအဲ့ဒီလူကတော့ကောင်းကင်သူတော်စင်ဘရင်ပဲသူကပြောတယ်နှစ်ပေါင်းများစွာကြာအောင်စောက်ဆိုင်ခဲ့ပြီးတဲ့နောက်မှာတော့ငါတို့တွေကထပ်ပြီးပုံနှိပ်စရာမလိုတော့ဘူးငါကတော့သူတို့ကိုတတ်ပြစ်ချင်လိုက်ပြီး ပြီးတော့အနောက်မှာရှိတဲ့လူတွေကိုပြောလိုက်တယ်။မင်းတို့အားလုံးပြင်ဆင်ပြီးပြီလား။ကျန်တဲ့လူတွေကဟုတ်ကဲ့စုပြီးပြန်ဖြေကြတယ်။သူကပြောတယ်။အရန်ကောင်းတယ်။ငါကအဲ့ဒါကိုစောင့်နေခဲ့တာပဲ။စစ်သက်သုံးတပ်လုံးက remote နဲ့ညီကလာတာနဲ့ remote ခြေတွေကပြန်နှမ်းလာတယ်။သူတို့ကဝင်ကဘာဖွဲ့ပြီးတော့ဝင်ကဘာထဲမှာဝင်နေလိုက်တယ်။ပြီးတော့ remote ခြေတွေကိုဖျက်ဆီးပစ်လိုက်တယ်။ဒီလိုနဲ့ပဲလူသားတွေနဲ့ remote တွေကထိုက်တိုက်တွေ့ကြပြီ။ remote ဘီရင်ကပြောတယ်။နောက်ဆုံးတော့အားလုံးဒီနေရာကိုရောက်လာကြပြီပဲ။ ငါဒီမှာနှဆိုးအချင်းတောင်းနဲ့အချင်းတော်တော်ကြာအောင်စောက်ခဲ့ရတယ်ရီမိုတွေကလီဘောပြန်တက်သွားတယ်ရင်ဝံကောကလည်းလီဘောပြန်တက်သွားတယ်ပြီးတော့ရင်ဝံကကောင်းဝင်သူတော်စင်ဘီရင်ကိုပြောတယ်ငါနေနဲ့မတွေ့ရတာတော်တော်ကိုကြာပြီကောင်းဝင်သူတော်စင်ဘီရင်ကရီလိုက်တယ်တိုက်ကိုဟောက်တာပေါ့ငါတို့မတွေ့ရတာနှစ်ထောင်ကြီးနေပြီရေခဲတက်ခင်မကအရင်လိုလှပြီးလေးစားစရာကောင်းနေတုံးပဲယုံတော့မယုံနိုင်ဘူးငါကအမှန်တမ်းပြောရမယ်ဆိုရင်နှစ်ပေါင်းများစွာတိုက်ပွဲဝင်လာတော့ငါလည်းနည်းနည်းတော့ပင်ပန်းနေပြီ ငါလို့လန်ဆွဲနှုတ်ဆက်ပြီးဒီတပ်ပွဲကိုအဆုံးတတ်လိုက်မယ်ဆိုရင်ရောဘလို့တဘောရလဲတေရင်ရှင်ရင်တခင်မကဝင်ပြောတယ်ညပတ်တဲ့ကောင်းနေမင်းတို့အားလုံးဒီကဘာပေါ်ကပျောက်ကွယ်သွားရမှာဒီနေရာကမင်းတို့ပိုင်တာမဟုတ်ဘူးမင်းတို့ပြောသလိုပဲငါတို့လည်းပြန်သွားခြင်းနဲ့ဒါပေမဲ့အဲ့လိုမှလုံလုံမရတာအကယ်၍မင်းတို့ကငါတို့ကိုတကယ်ပြန်ပြီးပေးသွားခြင်းနဲ့ဆိုရင်မင်းတို့စိတ်ရလုတ်ခဲ့တဲ့အာကာသကအကွဲချောင်းကြီးကိုပြန်ပြီးတော့ဖွင့်ပေးလေအဲ့ဒါဆိုရင်ငါတို့ကပြန်လို့ရပြီမိတော်သခင်ကဝင်ပြောတယ် မင်းတို့အားလုံးရဲ့ဝိညာဉ်တွေကိုတန်းဆင်လိုက်တာနဲ့မင်းတို့ရဲ့ဝိညာဉ်တွေကဆန္ဒရှိတဲ့နေရာကိုသွားလို့ရပြီလေဟုတ်တယ်မလားဒီချိန်မှာပဲကောင်းကင်သူတော်စင်ဘီရင်ရဲ့ဘေးနားကနေရေတံတစ်ခုထွက်ပေါ်လာတယ်မင်းတို့လူသားတွေကအမြဲတမ်းကိုရိုင်းဆိုင်နေကြတာပဲဒလောင်းနှစ်ပေါင်းများစွာကြာပြီးတာတော့တရားမှမပြောင်းလဲသေးကြသေးဘူးအဲ့ဒီလူကတော့ဒုတိယသူတော်စင်ပဲသူကမိတော်တခင်ကိုရည်ပြလိုက်တယ်ဒါကဟင်းလင်းမြင့်တခင်ကပြောတယ်မင်းတို့တွေကတကယ်ကိုမသိသေးကြဘူးပဲရင်ဝံကအားလုံးကိုကြေးလိုက်တယ်မင်းတို့တွေဘာမှစိတ်မပူနဲ့တော့ နှစ်ထောင်ကြီးကြာလာတဲ့စစ်ပွဲကြီးကိုဒီနေရာမှာအဆုံးသတ်ပေးမယ်။နေရိုးအတွက်ကတော့တတရားများအခွင့်ရင်းဆိုတာရှိလာတော့မှမဟုတ်တော့ဘူး။ကောင်းကင်သူတော်စင်ဘင်းကရင်းဝန်ပိုင်းကိုအထင်သေးတဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်။နေရိုးကိစ္စတွေကိုပြောရင်တော့မင်းတို့ကမင်းတို့ကိုမင်းတို့တော်တော်လေးကိုအထင်ကြီးနေကြတာပဲ။ပြီးတော့သူကအနောက်ကိုလှည့်ပြီးပြောတယ်။နတ်ဆိုးအချင်းတော်ထွက်လာကြတော့ဒီလိုမှမဟုတ်ရင်သူတို့တွေကငါတို့ကိုကြည့်ပြီးအထင်သေးကြကုန်မယ်။ပြီးတာနဲ့သူကလက်ကိုပွင့်ရန်လိုက်တယ်။ တဲကနာယကြီးကနှစ်ချမ်းကွဲသွားပြီးတော့ချွဲပြပြအဲ့ရည်စင်းနဲ့နှစ်ဆိုးပေါင်းများစွာကဂန္ဓာယအောက်ကနေထွက်ပေါ်လာတယ်။အကူးဆုံးရင်ဝါထိန်နေတဲ့ဂန္ဓာယတဝက်ကလုံးဝကိုအနံ့ရောင်ဖြစ်ပြောင်းလဲသွားတယ်။ထွက်ပေါ်လာတဲ့နှစ်ဆိုးတွေကအရွယ်စားပေါင်းစုံပဲ။တသေးလေးကနေအေယာမအကောင်ကြီးတည်းရှိတယ်။သေချင်းရှင်ချင်းတခင်မကကြေးလိုက်တယ်။ကြေးရတာလူတိုင်းကဒီနေရာကိုရောက်နေတဲ့ပုံပဲ။ပြီးတဲ့ရင်သူကအောက်မှာရှိနေတဲ့လူတွေပြောတယ်။ငါတို့ကကောင်းကင်သူတော်စင်ဘရင်တို့အဖွဲ့ကိုတိုက်ကြမယ်။ တခြားအစွမ်းထက်တဲ့ပုံကုတ်တွေနဲ့နှစိုးအချင်းတော်စစ်တပ်ကိုမင်းတို့အားလုံးရဲ့လက်ထဲကိုအားထားခဲ့တော့မယ်။သူပြောတဲ့တခြားအစွမ်းထက်တဲ့လူတွေဆိုတာတော့တန်ရှင်းလျံ၊မွေပါလေး၊လင်းချင်းကျူး၊ချင်းတန်၊ချင်းစီနဲ့ကြာတို့လည်းပါတယ်။အားလုံးကလည်းခေါင်းထိုင်လိုက်ကြတယ်။တန်ရှင်းလျံကစစ်တပ်ကြီးကိုတရှိကိုင်ပြီးအမိတ်ပေးလိုက်တယ်။စစ်တပ်သုံးတပ်လုံးနားထောင်ကြ။ဒါကငါတို့ရဲ့နောက်ဆုံးတိုက်ပွဲပဲ။ငါတို့အနိုင်ရခဲ့ရင်နောက်ပိုင်းဘယ်လိုချိန်ချောင်းမှုမှရှိလာတော့မှမဟုတ်ဘူး။တကယ်လို့ငါတို့ရှုံနေခဲ့ရင်အနောက်ရွှန်ဒေတာရဲ့တနာစရာကန့်ချမှာကတကဘာလုံးကိုပြန့်နှံ့သွားမှာပဲ အဲ့ဒီခါကျရင်ဘယ်သူမှလွတ်နိုင်တော့မှာမဟုတ်ဘူးငါတို့တွေကငါတို့ကကွယ်ပေးခြင်းတဲ့လူတွေကိုတကယ်ကကွယ်ခြင်းနဲ့ဆိုရင်မင်းတို့တွေအလုံးတိုက်ကြတော့ချက်ချင်းဆိုသလိုပဲစစ်တပ်ကလူတွေရဲ့စိတ်ဓာတ်တွေကချက်ချင်းမြင့်တက်သွားတယ်ပြီးတာနဲ့ကြောက်စရာကောင်းတဲ့စွမ်းအားတွေကလှိုင်းလိုပဲဖြာထွက်လာတယ်ဝင်းကဘာတွေဖွဲ့ပြီးသွားတာနဲ့ရီမိုစစ်တပ်စီကိုပြေးဝင်သွားကြတယ်ပြေးဝင်လာတဲ့လူသားစစ်တပ်တွေကြည့်ပြီးတော့ကောင်းကင်သူတော်ဇင်းဘီရင်ကလည်းအော်ပြီးပြောတယ်နတ်ဆိုးအချင်းတော်ကစစ်တပ်တွေအလုံးနားထောင်ကြဧကရိယဆန္ဒကိုဖြည့်ဆည်းဖို့အတွက်သူတို့အလုံးကိုတတ်ပြစ်ကြ နတ်ဆိုးတွေအားလုံးကလည်းအော်ဖင်လိုက်ကြပြီးတာနဲ့အရှိကိုပြေးသက်သွားတယ်။ကန္နရာရဲ့အလင်မှာတော့လူသားစစ်တပ်နဲ့နတ်ဆိုးစစ်တပ်ကဗျိုင်းလူတိုက်ခိုက်ကြတယ်။ချက်ချင်းဆိုသလိုပဲသွေးတွေဖျားထွက်သွားသလိုနတ်ဆိုးချီတွေကလည်းဖျားထွက်သွားတယ်။လက်အောင်ငယ်သားတွေကတိုက်ခိုက်နေကြပြီးခေါင်းဆောင်တွေတိုက်ခိုက်ဖို့ပဲကြံတော့တယ်။ကောင်းကင်သူတော်စီပြင်းကရှင်ဝန်ဝိုင်းရဲ့အရှိမပေါ်လာတယ်။ရေခဲတခင်မှမင်းဒီလိုအခြေအနေမျိုးမှာငါ့ကိုရှင်းနိုင်မှာမဟုတ်ဘူး။ရှင်ဝန်ကဘာမှပြတ်မပြောဘူး။အနာကိုလှည့်ပြီးတော့လင်းတုံတစ်ချက်နှံလိုက်တယ်။ပြီးတာနဲ့သူကအရှိကိုတက်လာပြီးတော့ပြောတယ် ငါကမင်းတို့အားလုံးကိုတတ်ကျင်နေတာတော်တော်လေးကိုကြာနေပြီငါသီးခံရတာလုံးဝကိုစိတ်မရှိတော့ဘူးသူ့ရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားတယ်သူ့ရဲ့ကြောမှရှိနေတယ်အပြာရောင်ဆန်တွေကလှောက်ခသွားတယ်ပြီးတာနဲ့ဒီပတ်ဝေကျင်တို့လုံးကအေးအေးဓာတ်ရင်မြေတန်းလာပြီးတော့ခဏသာရက်သွန့်သွားတယ်လင်တုံကတော့သူကဒါဟုပဲစိုက်ကြည့်ပြီးခေါင်းငုတ်ထားလိုက်တယ်ဘာဖြစ်လို့လဲဘာဖြစ်လို့ဒီလိုမျိုးဖြစ်နေရတာလဲသူကပါဇက်ကပြောနေပြီးတော့ရင်ကတော့တလှုပ်လုံးနဲ့ခုန်နေတယ်လင်တုံရဲ့စကားကိုကောင်းကင်သူတော်စင်ဘရင်ကပြောတယ်ဘာဖြစ်လို့လဲဟုတ်လား အဲ့ဒီအဖြစ်ကိုငါပြောပြမယ်ပြီးတော့လည်းသူရဲ့နှက်ဆိုးချီကိုထုတ်လိုက်တယ်ချက်ရှင်းသွလို့နှက်ဆိုးအော်ဒါတွေကမြင့်တက်သွားတယ်လင်းတုံကသူကပြောတယ်ဘာဖြစ်လို့လဲဆိုတော့သူမသာဒီလိုမလုပ်ဘူးဆိုရင်မင်းတို့အလုံးသေးကုန်မှာလင်းတုံကအရှိတ်ကိုတက်ပြီးတိုက်ခိုက်ဖို့လုပ်တယ်လောလောဆယ်တော့မင်းသူ့မတိုက်ခိုင်းနဲ့ငါသွားပြီးတိုက်ခိုက်ကြည့်အောင်မယ်အဲ့လိုပြောလိုက်တာနဲ့ရှင်ဝဝိုင်ရဲ့အတန်ကသူ့ရဲ့နားထဲဝင်လာတယ်ရှင်ဘာမှမလုပ်နဲ့လောလောဆယ်တော့ရှင်ကသူ့ရဲ့ပြန်ပဲမဟုတ်ဘူးရှင်ဝဝိုင်ရဲ့စကားကိုတော့လင်းတုံကဂရုမစိုက်ဘူးအရှိတ်ကိုပြေးထွက်သွားတယ် ပြီးတာနဲ့ကောင်းကင်သူတော်စင်ဘီရင်ကိုဝေပြီးတော့တိုက်ခိုက်တယ်။သူကလက်သီးသလုံးထိုးလိုက်တယ်။အဲ့ဒီလက်သီးချမ်းမှာတော့ငဃာတက်သူတွေအခုတသိန်းလောက်ပါတယ်။ခိုင်းရင်အောင်ငဃာကြီးတကောင်ကကောင်းကင်သူတော်စင်ဘီရင်စီကိုပြေးဝင်သွားတယ်။ကောင်းကင်သူတော်စင်ဘီရင်ကပြောတယ်။တကယ်တော့မင်းကတော်တော်လေးကိုအရင်ရင်ရှိပါတယ်။ဒါပေမဲ့ဒီလောက်နဲ့မလုံလောက်သေးဘူး။ပြောပြောဆိုဆိုပဲသူ့ရဲ့လက်ကိုအရှိကိုဆက်တန်းလိုက်တယ်။သူ့စီကိုပြေးဝင်လာတဲ့ခိုင်းရင်အောင်ငဃာကြီးကတစ်ချက်တည်းဆိုသလိုပဲနှစ်ပိုင်းပြတ်ထွက်သွားတယ်။ဒါပေမဲ့လင်တုံကသူ့ရဲ့နတ်ဆိုးအကျဉ်းထောင်သွဲအနှောက်ယှက်ဆိုတာသူကကောင်းသိတယ်။ အကရေးလင်းသုံးတော့လှုပ်ပေးလိုက်မှဆိုရင်တချိန်ကျရင်သူတို့ကကောက်ကောက်ရင်ဒုက္ခရောက်နိုင်တယ်အဲ့တော့လင်းသုံးကသူကတန်းတန်းတည်းများမြန်မြန်တက်ပြေးချင်းနေတယ်သူ့ရဲ့ခေါင်းထဲကအသွေးပေါက်လာတာနဲ့လင်းသုံးစီကိုပြေးဝင်သွားတယ်ပြီးတော့သူ့ရဲ့လက်တစ်ဖက်ကိုသူကနှက်ဆိုးချီတင်နဲ့ဖုံးလွှင်းလိုက်တာနှက်ဆိုးတက်လင်းကြောက်ပုံစံမျိုးဖြစ်သွားတယ်လက်နှစ်ချောင်းထောင်ပြီးတော့လင်းသုံးကိုအဲ့ဒီလက်နှစ်ချောင်းနဲ့ထိုးထည့်လိုက်တယ်ကောင်းကင်သူတို့စီဘရင်ရဲ့ပတ်ခိုင်းမှုကိုလင်းသုံးကတတိကြည်ကြည်ထားတယ်ပြီးတော့ဘိုးဘေးတက်ငေသားတွေရဲ့စွမ်းအားတွေကိုအသုံးပြုပြီးသူ့ရဲ့လက်တစ်ဖက်ကိုအရေးဖြော်ပြစ်လိုက်တယ် လင်တုံရဲ့အရေးပြောင်းနေတဲ့လက်တစ်ဖက်ကိုကောင်းကင်သူတော်စင်ပြင်ကနှစ်စူးချီနဲ့ဖုံးထားတဲ့သူ့ရဲ့လက်နဲ့နှိမ့်ချိပြစ်လိုက်တယ်။ဖုံးနေဆိုသွေးတွေပန်းထွက်လာပြီးလင်တုံကအနောက်ကိုဆုတ်လိုက်ရတယ်။လင်တုံကတော့တယ်ကျွမ်းနေဆိုပေမဲ့ဒီကောင်ကြီးနဲ့ချိုင်ရင်တော့ကွာခြားချက်ကရှိနေတော့ပဲ။လင်တုံဟန်ချက်ပြတ်သွားတာကိုအရေးယူပြီးတော့ကောင်းကင်သူတော်စင်ပြင်ကလင်တုံစီကိုပြေးဝင်လာတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာတော့အေးဆက်နေတဲ့မဲမဲပြူတယောက်ကပေါ်လာတယ်။ပြီးတော့ကောင်းကင်သူတော်စင်ပြင်ကိုအားရပါးရနဲ့ထူချလိုက်တယ်။ ။ကောင်းဝင်သူတော်စင်ဘင်းကလည်းအချင်းမဟုတ်ဘူး။ရင်ဝင်ရန်တိုက်ခိုက်မှုကိုပြန်ပြီးကကွယ်လိုက်တယ်။ပြီးတော့နှစ်ယောက်စလုံးကအနောက်ကိုအနှဲငယ်ဆောက်လိုက်ရတယ်။ကောင်းဝင်သူတော်စင်ဘင်းကပြောတယ်။ရေခဲတခင်မမင်းပါလို့စိတ်ဆိုးနေတာလေ။တခြားသူတွေအတွက်မင်းပါကြောင့်စွန့်လွန်အနစ်နာခံရလဲဆိုတာငါမသိဘူး။ပြီးတော့မင်းကသူတို့ကိုဘာကြောင့်အရှိထွက်ပြီးတားခန်းနေရလဲဆိုတာသူတို့လည်းမသိဘူးအဲ့တော့သူတို့သိအောင်ငါကမင်းကိုလှုပ်ပြမလို့လေရင်ဝံကပြောတယ်နင့်မှအဲ့လိုလှုပ်ဖို့အရင်ချင်းမရှိဘူးပြီးတော့သူရဲ့ကိုယ်တွေကနေစွမ်းအင်တွေကိုထုတ်လိုက်တယ် တော်တော်လေးကိုမြားပြတဲ့စွန့်အင်းနေလင်တုံးကဒါဟုကြည်ပြီးတာနဲ့ရင်ဝံကိုပြောလိုက်တယ်။ကဲငါမင်းကိုဘာမှမပြောတော့ဘူး။မင်းလှုပ်ချင်တာကိုလှုပ်တော့ပြီးတာနဲ့လင်တုံးကဒီနေရာကနေထွက်သွားလိုက်တယ်။ရင်ဝံဝံရဲ့စွန့်အင်းကြောင့်ဒီနာသဝိုက်မှာနှင်းနေကြသွားတယ်။သူကလက်ကိုဖြတ်လိုက်တာနဲ့ရေခဲလှန့်နှံတစ်ခုကသူ့ရဲ့လက်မှာပေါ်လာတယ်။ပြီးတာနဲ့အလိုအမတန်ကိုမြန်တဲ့အချိန်နဲ့ကောင်းကင်သူတော်တွင်ဘရင်စီကိုပြေးဝင်သွားပြီးလှန်နဲ့ထိုးထည့်လိုက်တယ်။ဆရာကြီးနှံကောင်ကကောင်းကင်ပေါ်မှာစပြီးတိုက်ခိုက်ကြတာနဲ့တခင်နေအားလုံးကလည်းပြောတယ် သူတို့တိုက်ခိုက်နေကြပြီငါတို့လည်းတိုက်ခိုက်ကြစို့သေခြင်းရှင်ရှင်တခင်မားပြောတယ်ဒါဆိုရင်မင်းတို့တွေကတခြားလူတွေနဲ့တိုက်ခိုက်လိုက်ငါကသူတော်စင်ဒုတိယဘုရင်နဲ့တွားပြီးတိုက်ခိုက်လိုက်မယ်ပြောပြောဆိုဆိုပဲသူကသူတော်စင်ဒုတိယတခင်စီကိုပြေးဝင်သွားတယ်ဒါကိုလမ်းတဝက်ကနေဖယုတ်ဖယဲတခင်ကတားလိုက်တယ်သူ့ကိုငါးသားဝင်မဲထားလိုက်ပြောပြောဆိုဆိုပဲသူရဲ့ခန္ဓာကိုယ်တွေကနေခိုင်းအောင်စွန့်အင်းနေဖျားထွက်လာပြီးအလုံးတန်ကိုကြီးမာတဲ့နတ်ဆူးဘလူးတကောင်အဖြစ်ကိုပြောင်းလဲသွားတယ်ပြီးတော့မြေကြီးတုံလောက်တဲ့အရှိန်တွေနဲ့ပြေးသွားပြီးတော့ဒုတိယဘုရင်နဲ့တွားပြီးတော့တိုက်ခိုက်တယ် အဲ့ဒါကိုတတ်တရားပြင်ကပြောတယ်မင်းတို့အလုံးကိုပြန့်ဘက်ကိုစပြီးရွေးချက်လိုက်ပြီဆိုတော့ငါလဲဒီလိုလောက်ရတာပေါ့ပြီးတော့သူ့ရဲ့ခြေကလင်းသုံးစီကိုရောက်သွားတယ်ခြေရတာမင်းကတော့တော်တော်လေးကိုလွယ်ကူတဲ့ပြင့်မှန်းထင်တယ်ငါမင်းကိုအရင်ခေါ်ထုတ်ရင်ဘလို့လဲလင်းသုံးကတော့သူ့ကိုဘာတစ်ခုမှမပြောဘူးခံစားချက်မဲ့နေတဲ့မျက်နှာနဲ့လေပုံမှာတလှမ်းချင်းလျှောက်ပြီးသူ့ရှေ့ကိုလာပြီးရက်တယ်ပြီးတော့သူ့ရဲ့နှစ်ဖူးကလည်းရောင်ကြီးတွေကိုထောက်လိုက်တာနှစ်ဖះနန်းတော်တစ်ခုကထွက်ပေါ်လာတယ်တတ်တရားပြင်ကပြောတယ်မင်းကနှစ်ဖះနန်းတော်တူတော်စဉ်အဆင့်လား ဒါကိုမိတော်သခင်ကဝင်ပြီးတိုက်ခိုက်ဖို့လို့တော့လင်သွုံကတားလိုက်တယ်။သူ့ကိုကျွန်တော်တာဝန်ထားလိုက်။မိတော်သခင်ကတော့လင်သွုံကိုမသားတော့ဘူး။ဒါလို့ဆိုရင်လင်သွုံကတတရားပြင်းနဲ့ရှင်မှုအဆင့်တန်းရှိနေပြီ။လင်သွုံကဝင်ပြီးတိုက်ခိုက်လိုက်တာနဲ့တတရားပြင်းကသူ့ရဲ့လက်ကိုဖျက်လိုက်တာ။သူ့ရဲ့လက်ပေါ်မှာမျက်လုံးသုံးလုံးပေါက်လာတယ်။အဲ့ဒီမျက်လုံးကထွက်ပေါက်နေတဲ့စွမ်းအင်တွေကလင်သွုံရဲ့နှစ်ဖျားနန်းတော်စွမ်းအင်ကိုပိတ်ဆို့နိုင်တယ်။တခြားသခင်တွေကလည်းသူတို့ရဲ့ပြိုင်ဘက်အသီးသီးကိုရွေးချယ်လိုက်ကြတယ်။လင်သွုံကတော့တတရားပြင်းနဲ့သူ့တွေပြန်ကိုယ်တွေပြန်တိုက်ခိုက်နေတယ်။ ပိုက်ခိုင်းနေရင်တတ္တရာဘိရင်ကပြောတယ်။မင်းကတော်တော်လေးကိုအထင်ကြီးစီရပဲ။ငါတို့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကတစ်နှစ်ပဲရှိသေးတယ်။အဲ့ဒီအချိန်တော့အတွင်းမှာမင်းကနတ်ဖျားနန်းတော်ကိုဖွဲ့စည်းပြီးပြီပေါ့လေ။လင်တုံကဘာမှပြတ်မဖြစ်ဘူး။ဘိုးဘေးတိတ်ငေသားတွေရဲ့ဆွမ်းအကိုအတုံးပြုတ်ပြီးသူ့ရဲ့လက်နှစ်ဖက်လုံးကိုအရေးဖြော်ပြစ်လိုက်တယ်။သူ့ရဲ့စိတ်ဝိညာဉ်ကအထိုးထဲကိုရောက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဘိုးဘေးတိတ်ငေသားတွေပေါ်ထိန်ချုပ်မှုကနတ်ဖျားအလားပဲ။လင်တုံကမူလနေရာကနေပြောက်ွက်သွားတယ်။ ပြီးတော့တတရားပညာခေါဘုံမှာပြန်ပေါ်လာပြီးအရေးပြော်စင်းနဲ့လောက်ဝါနဲ့ရိုက်ချလိုက်တယ်။တတရားပညာကလည်းတာမန်မဟုတ်ဘူး။ချက်ရှင်းဆိုတော့နတ်ဆိုးဆွမ်းအင်းတွေကိုအတုံးပြုတ်ပြီးခန္ဓာကိုယ်မှာချက်ဝတ်တစ်ခုကိုဖန်တီးလိုက်တယ်။အဲ့ဒါကတော့အနှံ့ရောင်နတ်ဆိုးချက်ဝတ်ပဲ။ပြီးတာနဲ့လင်တုံရဲ့လက်ဝါကိုလက်သီးတစ်လုံးနဲ့ပြန်ပြီးတော့ရင်ဆိုင်လိုက်တယ်။ကြယ်လောင်တဲ့ပေါက်ခွဲတဲ့ညီထွက်ပေါ်လာတယ်။ဒါပေမဲ့နှစ်ယောက်စလုံးကအနောက်ကိုနည်းနည်းမှမဆုတ်ဘူး။ဘားရပြန်ကြားရပြန်တိုက်ခိုက်နေကြတယ်။တိုက်ခိုက်နေရင်လင်တုံရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့သူ့ရဲ့လက်လိုပဲအရေးပြော်လာတယ်။ ခဏလေးအတွင်းမှာပဲသူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအရေဖြစ်ပြောင်းလဲသွားတယ်။သူရဲ့ခန္ဓာကိုယ်အတွင်းဘက်မှာတော့အနှံ့ရောင်လျှက်စီးချောင်းတွေနဲ့အပြင်မှာတော့ငွေရောင်၆ဝတ်စာတစ်ခုကထွက်ပေါ်လာတယ်။အဲ့ဒီငွေရောင်၆ဝတ်စာကတော့ဘိုးဘေးတငေသားသုံးခုကိုအသုံးပြုပြီးဖန်တီးထားတဲ့အရာပဲ။အခုဆိုရင်ငွေရောင်၆ဝတ်နဲ့အနှံ့ရောင်၆ဝတ်နဲ့ကတိုက်ခိုက်နေကြတယ်။လင်တုံးရဲ့လက်သီးချက်တွေကတော်တော်လေးကိုပြင်းထန်လာတယ်။သူလက်သီးထိုးလိုက်တဲ့နေရာမှာအနှံ့ရောင်တွင်းညက်ကြီးနဲ့အနှံ့ရောင်လျှက်စီးချောင်းတွေဖြစ်ပေါ်လာတယ်။ ရင်သုံးလုံးဒီမှာပွေချမ်းနေတယ်လို့တခြားဖက်မှာလည်းတခြားပြန်ဘက်တွေကလည်းပွေချမ်းနေကြတယ်အခုဆိုရင်တိုက်ပွဲကြီးကမသိရင်ကဘာပြတ်နေတဲ့အတိုင်းပဲလင်းတုံနဲ့တတရပြင်းရဲ့တိုက်ပွဲကတော်တော်လေးကိုပြင်းထန်တယ်သူတို့ကချက်ဝဲတကြတွေအသုံးပြုပြီးတိုက်ခတ်နေရတဲ့တိုက်ပွဲဖြစ်နေပြီးအကရွေလက်တီးချက်ထိသွားလို့ရှိရင်လည်းချက်ချင်းပြန်ပြီးထားလာကြတယ်လင်းတုံကအခုဆိုရင်ငကားကျေးစင်ကိုမှအသုံးပြုပြီးတိုက်ခတ်နေတဲ့အတွက်ကြောင့်လက်တီးချက်တွေကငကူအထက်ကိုပို့ပို့ပြီးတော့ပြင်းထန်လာတယ်တချက်တည်းဆိုသူလိုပဲလင်းတုံကအရှိ့ကိုပြေးထွက်သွားတယ် ဘိုးဘေးတဲ့ငေသား၃ခုကိုပြောင်းလဲပြီးတော့၃ယောက်ချေလှန်နှံဖြစ်ပြောင်းလဲလိုက်တယ်။သူရဲ့လှန်ကငွေရောင်လှန်နှံတစ်ခုလုံးမှာလျှက်စည်းတွေတလက်လက်ထားနေတယ်။ပြီးတော့လှန်ရန်ထိုက်မှာတော့သွေးနှက်ကြီးတစ်ခုရှိတယ်။လင်သုံးကလှန်ကိုမြှောက်လိုက်တာနဲ့လှန်နေကအရေးအများကြီးဖြစ်ပြောင်းလဲသွားပြီးတတရဘီရင်စီကိုပြေးဝင်သွားတယ်။တတရဘီရင်ကလည်းဒီကွက်ကိုအလေးနဲ့ထားပြီးတော့ရှောင်လိုက်တယ်။ပြီးတာနဲ့သူကလေဟာနေကိုရိုက်ချလိုက်တာနဲ့အနှဲရောင်ချွဲပြပြအည်ကြီးတွေကအများကြီးထွက်ပေါ်လာတယ်။ပြီးတော့အလုံးမှန်ကိုကြီးမာတဲ့တကားကြီးအဖြစ်ကိုပြောင်းလဲသွားတယ်။ ညောင်များစွာသောလှက်နေကအဲ့ဒီတကားကြီးကိုဝင်ပြီးတော့ထိတ်တယ်။ဒါပေမဲ့ဘာမှမကြလိုက်ဘူး။တကားကြီးကတဖြည်းဖြည်းနဲ့အကွဲချောင်းလေးပေါ်လာတယ်။ဒါကိုအခွင့်ကောင်းယူပြီးလက်နှုံးကလှန့်ကိုကြက်ကြက်ပအောင်ကင်ပြီးတော့အဲ့ဒီတကားကြီးကိုဝင်ဆောက်ထည့်လိုက်တာနဲ့တကားမကြီးကပေါက်ထွက်သွားတယ်။ကြယ်လောင်နဲ့ပောက်ခွဲတန်ကြီးတခုထွက်ပေါ်လာပြီးတော့အလုံးကတန်အံ့တော်ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့လှန့်ရဲ့တစ်ဖက်ကိုလင်နှုံးကကင်လာပြီးတော့နောက်ရဲ့တစ်ဖက်ကတော့တတရားပိရင်ရဲ့နောက်ကျောကိုထိုးပေါက်ထွက်သွားတယ်။အခုဆိုရင်သူဝစ်တာတဲ့ချက်ဝစ်ရစားကလည်းဒီလှန့်ရဲ့တန်ကိုမကာကွယ်ပြီးနိုင်တော့ဘူး။ အဲ့ဒါနဲ့တင်မတော်သေးဘူးကောင်းကင်ဘုံမှာပြန်နေတဲ့လှန်နေအားလုံးကတတရားပြင်းရခန္ဓာကိုယ်ကိုလာပြီးတော့ထိခိုက်တယ်တတရားပြင်းကတော်တော်လေးကိုဒေါ်ရထွက်သွားတယ်ပြီးတော့သူ့ရဲ့ပါးစပ်ကနေအနံ့ရောင်အရည်တွေထွက်လာတယ်သူကနောက်ဆုံးစွမ်းအကိုအုံပြုတ်ပြီးသူ့ရဲ့လက်သီးတွေကိုစွမ်းအကုန်ထည့်လိုက်တယ်ပြီးတော့အဲ့ဒီလက်သီးနဲ့လင်သုံးကိုထိုးလိုက်တာလင်သုံးရခန္ဓာကိုယ်ကပောက်ပွဲထွက်သွားတယ်လင်သုံးရခန္ဓာကိုယ်ကမူလနာကအယိုးကိုယာထားတဲ့ဆိုတော့တလောက်တန်ရာကသူ့ရခန္ဓာကိုယ်ကိုဘာမှဖြစ်မသွားစေဘူး ဒါပေမဲ့တဖက်လူကလည်းသူ့ရဲ့စွမ်းအားအကောက်လုံးကိုလက်သီးထဲထည့်ပြီးထိုးလိုက်တဲ့အတွက်ကြောင့်လင်တုံးကအဝေးကြီးကိုလွတ်ထွက်သွားတယ်။ပြီးတော့သူ့ရဲ့ပါးစပ်ကနေသွေးတွေအန်ကျလာတယ်။လင်တုံးကလဲကြရကနေပြန်ပြီးထလာတယ်။ပြီးတော့နောက်တစ်ခါတိုက်ခိုက်ဖို့ပြင်ဆင်တယ်။အခုဆိုရင်ဇက်သိမ်းပိုင်းကိုရောက်နေပြီ။စာအုပ်ကလည်းတအုပ်ပဲကျန်တော့တယ်။အဆက်ွယ်တော့မနက်ဖြန်မှထပ်ပြီးတင်ပေးမယ်။ဒီနေ့ဖို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်။